တခုတောင်း930ခုနဲ့မှာဩစတြေးလျနိုင်ငံရဲ့စစ်တပ်ဟာတရိတ်ဆန်တမျိုးကိုတရားဝင်စစ်ကြေညာခဲ့ပြီးအဆက်တကွဲအကျိုးနန်းနဲ့ရှုံးနိမ့်ခဲ့ဘူးလေဆိုတာသင်သိပါသလားဒီအဖြစ်အပျက်ကတော့တမိုင်းမှာ The Great Emu War လို့ခေါ်ပြီးရန်သူတွေကတော့ကြီးမားပြီးမပြန်ထမ်းနိုင်တဲ့ Emu ငံကလာအုပ်တွေပါပဲဒီဇလန်းဟာပထမကမ္ဘာဆက်အပြီးကမ္ဘာစီးပွားပြက်ကတ်ကာလမှာစတင်ခဲ့ပါတယ်ဩစတြေးလျအစိုးရဟာစစ်ပြန်တွေကို နိုင်ငံအနောက်ပိုင်းကမြေလွတ်ဒီမှာဂျွန်ဆိုင်ပြုတ်မှုအခြေချက်နေထိုင်စေခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့ကံကြမ္မာဆိုကအဲ့ဒီမှာစန့်ကြုံနေခဲ့ပါတယ်။ပြင်းထန်တဲ့မိုးကောင်မှုကြောင့်သူတို့ရဲ့စိုက်ခင်းလူစီကိုယာတီပြီးရွှေပြောင်းလာကြတဲ့ဤမျိုးအကောင်ကြီး2000လောက်ကရေနဲ့အစာရှားပါမှုကြောင့်ဝင်ရောက်လာပါတော့တယ်။ဤမျိုးတွေဟာခြံစည်းရိုးတွေကိုဖျက်ဆီးဝင်ရောက်ပြီးဂျုံပင်တွေကိုစားယုံတာမကနင်းချေဖျက်ဆီးပစ်ခဲ့တဲ့အတွက်စစ်ပြန်လေသမားတွေရဲ့တင်ညာလောက်အောက်တွေဟာပင်လယ်ထဲကို ပြာကျသလိုထိခဲ့ရပါတယ်။ Verse Wife ဖြစ်နေတဲ့လယ်သမားတွေရဲ့အကူအညီတောင်းဆိုမှုကြောင့်ကာကွယ်ရေးဝန်ကြီး Sir George Pears ကစီရေးစစ်စင်ကြီးတကူကိုအတီးတူပေးခဲ့ပါတယ်။ Royal Australian Artillery တပ်က Major GPW Meredith ဦးဆောင်တဲ့စစ်သားဖွဲ့တစ်ဖွဲ့ကို Louis 72နက်လက်နဲ့ကြီးအချက်ပေါင်းတထောင်နဲ့အကျူအီမျိုးတွေကိုရှင်းလင်းဖို့ဆေးလွတ်ခဲ့ပါတယ်။အစပိုင်းမှာတော့ဒါဟာလွယ်ကူတဲ့စစ်စင်ကြီးတကူလို့လူတိုင်းကထင်ခဲ့ကြပါတယ်။ဒါပေမဲ့ တကယ်တိုက်ခွေးစားတဲ့အခါမှာတော့ဤမျိုးတွေဟာထင်တယ်လို့မလွယ်ကူပါဘူးသူတို့ကလွန်လင်ရန်ပြီးစစ်သားတွေကစက်တုနှစ်နဲ့ပိတ်ခတ်လိုက်တဲ့အခါမှာအုပ်စုအသေးလေးဖြစ်ချက်ချင်းခွဲထွက်ပြီးနေရာနောက်ပြေးလွှားကြလိုက်တဲ့ပိမတ်သားပေါ်လွန်ခတ်ခဲခဲ့ပါလေတခါမှဆိုရင်စစ်သားတွေက truck ကပေါ်ကနေစက်တနက်ကိုတင်ပြီးလိုက်လံပိတ်ခတ်ခဲ့ပြီးမြဲလမ်းကမညီညာတဲ့အဲ့ကြည်တတောင်းမှမထီးခဲ့ပဲဤမျိုးတွေကကားကိုအသာလေးကြော်တက်ပြီးသွားနေကြပါလေ major meridis က ఇమ్యూరి ఖానయినే ညာန်ကောင်းပုံကိုသူတို့မှကြီးကောင်းနိုင်တဲ့စွိုင်းရှိနေတယ်လို့ပဲဇူးရုစစ်တီတော်တွေလို့ပဲအုပ်စုခွဲတိုက်ခိုက်တဲ့စစ်ပြူဟာကိုတုံးနေလို့တောင်မှတ်ချက်ပေးခဲ့ရပါတယ်ဒလောက်လောက်ကြာပြီးတဲ့နောက်မှာကြီးရထောင်ကြီးတုံးပြီးအီမြူအနာကဲကိုသာတုတ်တိမ်နိုင်ခဲ့ရတဲ့ဒီစစ်စင်ကြီးကတရင်စာတွေရဲ့ဝေဖန်လောင်ပြောက်မှုကိုခံခဲ့ရပြီးအစိုးရကအချက်တကွယ်ရဆိုင်ွေးရပါတယ်အီမြူတွေကစစ်ပွဲကိုအပြတ်သက်နိုင်သွားတာပါပဲနောက်ပိုင်းမှာတော့ စစ်တပ်အစမုတ်ထုံးတွေကိုစုတော်ငွေပေးတဲ့စနစ်နဲ့ရှင်းလင်းတာကပိုပြီးထိရောက်ကြောင်တွေးရှိခဲ့ရပါတယ်အဆောင်ထိကြီးစုဖေတို့ကျေးဇူးတင်ပါတယ်